ခုတစ်ခါမှာတော့ ternary operator ကိုပြောပြမှာဖြစ်ပါတယ်ကျွန်တော် if statement လေးပြောပြီးဆိုတော့အခု ternary operator ကိုပြောပြမှာဖြစ်ပါတယ်ဒီမှာကျွန်တော် con ဆိုပြီးတော့ a equal to 15ဆိုပြီးတော့ခေါ်လိုက်ပါမယ်အဲ c1 နဲ့ st ကျွန်တော် if statement ကိုရေးလို့ရှိရင်ဒီလိုမျိုးရေးပါတယ်အပေါ်မှာဒီလိုမျိုးပါအဲတရားကိုကျွန်တော် copy လုပ်လိုက်ပါမယ် copy လုပ်ပြီးတော့ ဟွန်းနော်ဒီလိုပြန်ပြင်လိုက်ပါမယ် console.log ဆိုပြီးတော့ကျွန်တော်ပြန်ပြင်လိုက်ပါမယ်ဟုတ်ကဲ့ဆိုရင် UI minor ဆိုပြီးတော့ထွက်လာပါတယ်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော် statement ကိုဒီလိုမျိုးရေးလို့လည်းရတယ်လို့ကျွန်တော်အနေနဲ့ ternary operator နဲ့ရေးလို့လည်းရပါတယ်ဘယ်လိုမျိုးရေးလို့ရလဲဆိုရင် const ဒီမှာပေါ့နော်အဲ output equal to a ဆိုပြီးတော့ကျွန်တော်ဒီမှာ condition set လို့ရအောင် greater than equal 18ဒီမှာ ternary operator ရေးလို့ရှိရင်ကျွန်တော်အနေနဲ့ဒီ question mark ကိုပုံပြီးရအောင် question mark ဒီ u r အတော့ဆိုတာပထမဆုံးလာတဲ့ condition ပဲဖြစ်ပါတယ် u r and dot ဆိုတာပထမဆုံး condition လာရဖြစ်ပါတယ် session ထဲကြော်လို့ရှိရင် adopt ဖြစ်မယ် session အောင် ဖြစ်လို့ရှိရင်ဒုတိယ condition ဖြစ်တဲ့ UI minor ဆိုပြီးတော့ return လုပ်မှာဖြစ်ပါတယ်။ဒီမှာ console dollar output ဆိုပြီးတော့ထုတ်လာတော့မယ်။ Okay ဒီမှာဆိုရင်ဒီအပေါ်အတိုင်းပဲကျွန်တော်တို့ဒီလိုမျိုး return လုပ်လာတာကိုတွေ့ရပါလိမ့်မယ်။ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်။ဒီလိုမျိုးရေးတဲ့ပုံစံကအခုနောက်ပိုင်းမှာအများဆုံးနဲ့အသုံးပြုပါတယ်။ဒီလိုမျိုးလည်းမရေးတော့မဟုတ်ရေးပါတယ်။ဒါတော့ traditional နဲ့နှီးပါ။ဒါတော့ ternary ပုံစံနဲ့ရေးတဲ့ပုံစံပဲဖြစ်ပါတယ်။အဲ့ ternary operator ဘယ်လိုမျိုးသွားလဲဆိုရင်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ဒီမှာ condition ရှိမယ်ပထမဆုံးပေါ့နော် condition condition ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ condition ကိုမှကျွန်တော်တို့ဒီမှာ true for value နဲ့ဒီလိုမျိုးပါပါတယ်ဒီမှာကျွန်တော် variable ပေးတာအတွက်ကြောင့်မလားကျွန်တော်ဒီ variable ကိုဖြတ်လိုက်ပါမယ်ဒီ variable ကိုဖြတ်ပြီးတော့ကျွန်တော်ဒီမှာ console ဆိုပြီးတော့ကျွန်တော်ခေါ်လိုက်ပါမယ် console dollar ဆိုတော့တော့ခေါ်လိုက်ပါမယ်အဲ့ဒါဆိုရင်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ UI minor UI minor ဆိုပြီးတော့ထွက်လာတော့တွေ့ရပါလိမ့်မယ်ဟုတ်မလား UI minor ပြီးရင်ကျွန်တော်ဒီမှာ27ပြောင်းလိုက်မယ်ဆိုရင် UI add ဆိုပြီးတော့တွက်လာတော့တွေ့ရပါလိမ့်မယ် ွဲလုံးလုံးပုံကတော့ကျွန်တော်ပထမဆုံးလာတဲ့ဒီမှာ condition ရှိပါတယ်ဒီ condition ပြီးလို့ရှင်သူကဒီလိုမျိုးဆက်သွားပါတယ်ဒီဘယ်ကနေလာတဲ့ condition ကတရားဖြစ်တယ်တရားဖြစ်လို့ရှင်ဒီပထမဆုံးဟာကို return လုံးမယ်ပြီးလို့ရှင်ဒီဟာမဟုတ်ခဲ့ဘူးဆိုရင်ဒီရဲ့ condition မဟုတ်ခဲ့ဘူးဆိုရင်ဒီရောက်ကဟာကို return လုံးမှာဖြစ်ပါတယ် if statement နဲ့သဘောတရားချင်းတော့တူတူပါပဲ